ကြည်ရှာပေးနေတဲ့ပြိသာတို့မင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ17ရက်နေ့တောက်ချာနေ့ဖြစ်ပါတယ်တနည်းသာလက်နေရက်ရှေးရက်စန္ဒီရက်ရက်ရှေးရက်ရဘောရရက်အနောက်ရက်ဖြစ်ပါတယ်ဘူလာဆန်းရှင်ရက်ကပြုတ်ပါဖလောက်ဘူနေတဲ့ခက်ဖြစ်ပါတယ်တနည်းရွေကြောကံရည်မှတည်ရှိတယ်တနည်းလာကြော တင်ရဒီမှာတည်ရှိတယ်ဟင်္ဂါကျူတူရဒီမှာတည်တယ်ဗုဒ္ဓကျူတူရဒီမှာတည်ရှိပါတယ်ဇာသာပတိကျူမေတုံရဒီမှာတည်ရှိတယ်တောက်ကြာကျူကံရဒီမှာတည်ရှိတယ်စနေကျူမေရဒီမှာနောက်ပြန်သွားပြီးတည်ရှိတယ်ရောဟုကျူကကုံရဒီမှာတည်တယ်ကိကျူကတင်ရဒီမှာတည်ရှိတယ်ကောင်းကင်ကျူနေတားရ မေတ္တာရာသီဘွားတွေမှာစိတ်နှောင့်ယှက်တွေများမယ်မှန်းလာတဲ့တဲ့တွေ့ကွာမယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်မယ်။အင်္ဂါနေ့ဗုဒ္ဓနေ့ဝိသုများကြောင့်စိတ်နှောင့်ယှက်ဖြစ်မယ်။ပြိတ္တရာသီဘွားတွေမှာထူးထူးခြားခြားကံကောင်းမယ်စောင့်ဝင်မယ်တွေ့ရပြည့်စုံမယ်ဘဝတိုးတက်မယ်စူပေါင်းလုံငန်းချိုးပြည့်မယ်။တနည်းလာနေအင်္ဂါနေ့ဝိသုတွေပူပေါင်းလို့တဲ့တို့ကထူးခြားစွာချိုးရှိနိုင်မယ်။မေတ္တာရာသီဘွားတွေမှာနာမည်ထဲမှာအောက်စားစားညပါသူများနဲ့ပတ်သက်ပြီးပြဿနာတွေဖြစ်ရှင်းရအခက်အခဲကြုံရင် ုထုနဲ့ကြာသာရီနဲ့ဝိဇ္ဇမြန်နဲ့နှိမ့်နိုင်ပြီးဆွေးနွေးလုပ်ကြတဲ့အခါအလုံးကိစ္စတွေမှာသတိရှိပါကရကရာဒီဘွားတွေမှာရပိုင်ခွင့်တွေပြန်ရမယ်ကြံ့ကြံ့နေတဲ့ကိစ္စတွေပြန်လည်ဆင်ပြေမယ်အယံဝေးကကောင်းသောသတင်းစကားနဲ့တွန်းချက်ခြင်းသတင်းစကားတွေကြုံမယ်ပျောက်နေတဲ့ပစ္စည်းပြန်တွေ့နိုင်မယ်တန်ရာဒီဘွားတွေမှာတော့အရာရာကောင်းခြင်းကံနဲ့တွန်းတဲ့ခြင်းကံတွေရှိမယ်ငွေချေးလုပ်ငန်းစီးပွားဘဝရည်ရွယ်ချက်အောင်မြင်ချက်မိကောင်းဆွေကောင်းထောက်ကူရခြင်းရေးပါသောဆုံးဖြတ်ချက်ချမှတ်ရခြင်းတွေကြုံမယ် ကံရာသီဘွားတွေမှာရံများမယ်တိုက်ကံများမယ်စိတ်ပြပန်ပြပပန်ဖြစ်မယ်မူလရိမန်းနာနဲ့တတွေကဟတနည်းကတွေနေငါဒီဝိသုရိကိုလိုက်နှောက်ရှက်နေတယ်ဘုံထုနဲ့ဝိသုနဲ့တနည်းလာဝိသုနေနဲ့ပူပေါင်းပြီးခက်ခဲတွေဖြစ်ရှင်းလိုက်ပါလို့အစီပြေသွားမှာပါတူရာသီဘွားတွေအတွက်ကစိတ်ချမ်းသာတဲ့လူရပြည့်စုံမဲ့စူပေါင်းလုပ်ငန်းကျူးပေးမယ်မိကောင်းစင်ကောင်းထောက်ကူရရစီပြီးတော့တိုးတက်တဲ့ကံတွေပေါ်လာမယ်အားလုံးနဲ့အစီပြေတဲ့ကောင်းသောသတင်းစကားခြုံတွေ့ရမယ် မြေဆာရသည်ဘွားတွေမှာရန်တိုက်ခံနေတဲ့ထိတ်တိုက်တွေ့မယ်။အင်္ဂါနေ့ဗုဒ္ဓနေ့ဝိသုမြနေ့ပတ်သက်ပြီးစေနောက်ဆက်တီတမျိုးပြီးတမျိုးကြုံနိုင်တယ်။အတိုက်ခံနေကြုံပြီးတော့ပြည်ပြောင်းဆင်ပြေပြီးကံကောင်းခြင်းကိုတော့ရလာမှာပါ။ဒနုရသည်ဘွားတွေမှာရရဆင်ပြေမယ်ဘဝရည်မှန်းချက်နဲ့လူလာချက်ပြည့်စုံမယ်။ကံကြမ္မာတစ်တခုကိုကူပြောင်း။နေရာသည်ဝိကျင်တဲ့အတွက်စီစဉ်တဲ့ကိစ္စလေးတွေဆင်ပြေမယ်။မကာရရသည်ဘွားတွေမှာငွေချေးကလုပ်ငန်းကဘဝကတွတ်တက်မယ်။ ။နောက်ပဲထဲမှာအာဟုသဟပါတဲ့သူတွေနဲ့ပူပေါင်းပြီးလှုပ်တဲ့တို့ကချိုးကြတဲ့ချိုးပေးမှုကိုရမယ်။ကွန်ရာဒီဝါးတွေမှာရံများမယ်တိုက်ခတ်များမယ်စီစဉ်တာနဲ့တဲ့တွေ့ကြမယ်ဒီနေ့တရမှာဝယ်လိုက်တဲ့ပစ္စည်းတွေမှာအပျက်စီးတွေပါလာတတ်တဲ့ဈေးကြီးမိတတ်တဲ့မေယာဒီဝါးတွေအတွက်ကတော့အရာရာစင်ပြေခြင်းကောင်းကောင်းခြင်းလိုရာပြည့်စုံခြင်းခီးကိစ္စစင်ပြေခြင်းအရာဝင်းမှာကောင်းသောသတင်းစကားနဲ့တိုးတက်ခြင်းအကြောင်းအရာတို့ကို ရရှိကြုံတွေ့ရမယ်ဆိုပြီးတော့သတ်မှတ်ချက်ချပါတယ် တနေ့တာကာလအတော်တွင်မှာအ내ရောင်ပြန်ရည်ရောင်လက်ပြောင်တွေကိုဝစ်စင်သုံးဆွဲပြီးလိုရာကိစ္စဆောင်ရွက်ပါအင်္ဂါအတွက်မွေးတိုင်းတတိုင်းဘုရားပူဇော်ပြီးမှထွက်ကတနေ့တာကိစ္စပြန်ဆောင်ရွက်ခြင်းဖြင့်ကောင်းသောကံကြမ္မာကိုရပါမယ်ကျေးဇူးတင်ပါတယ်ချီးရှာပေးနေတဲ့ပရိသတ်တို့မင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ17ရက်နေ့တောက်ချာနေ့ဖြစ်ပါတယ် တတိယဓာတိယကရှေယသတ္တိယကယကရှေယရဘောယယကအနောင်ယဖြစ်ပါတယ်။ဘူလဆန်းရှင်တကကပြုတ်ပါဖလောက်ဘူနီနဲ့ဆက်ဖြစ်ပါတယ်။တနည်းလေကြောင့်ကံရာဒီမှာတည်ရှိတယ်။တနည်းလာကြောတင်ရာဒီမှာတည်ရှိတယ်။အင်္ဂါကြောတူရာဒီမှာတည်တယ်။ဘုဒ္ဓကြောတူရာဒီမှာတည်ရှိပါတယ်။ဇာသပတိကြောမေတုံရာဒီမှာတည်ရှိတယ်။တောက်ကြကြော ကံရာဒီမှာတည်ရှိတယ်စနေကြိုမေရာဒီမှာနောက်ပြန်သွားပြီးတည်ရှိတယ်ရောဟုကြိုကကုံရာဒီမှာတည်တယ်ကိကြိုကတေရာဒီမှာတည်ရှိတယ်ကောင်းကင်ကြိုနေတရမေတ္တာရာဒီဘွားတွေမှာစိတ်နှောက်ချက်တွေများမယ်မှန်းတမ်းနဲ့တည်းတွေ့သွားမယ်စိတ်ပင်ပန်းသူပင်ပန်းဖြစ်မယ်အင်္ဂါနေ့ဗုဒ္ဓနေ့ဝိသုများကြောင့်စိတ်နှောက်ချက်ဖြစ်မယ်ပြိတ္တာရာဒီဘွားတွေမှာထူးထူးခြားခြားကံကောင်းမယ်စောင့်မှွင့်မယ်တွေ့ရပြည့်စုံမယ် ဘဝတိုးတက်မယ်စူပေါင်းလုပ်ငန်းချိုးပြမယ်တနည်းလာနေငန်းဒီဝိသုရီနဲ့ပူပေါင်းလုပ်တဲ့တို့ကထူးခြားစွာချိုးရှိနိုင်မယ်မေတော်ညာဒီဘွားတွေမှာနာမည်ထဲမှာအောက်စားစားညပါသူများနဲ့ပတ်သက်ပြီးပြဿနာတွေဖြေရှင်းရအခက်အခဲကြုံရင်ဗုဒ္ဓနဲ့ဂျာသာရီနဲ့ဝိသုများနဲ့ညီနိုင်ပြီးဆွေးနွေးလုပ်ကြတဲ့အခါအလုပ်ကိစ္စတွေမှာသတိရှိပါကရကရာဒီဘွားဒီမှာရပိုင်ခွင့်ပြန်ရမယ်ကြံ့ကြံ့နေတဲ့ကိစ္စတွေပြန်လည်ဆင်ပြေမယ်အယံဝေးကကောင်းသောသတင်းစကားနဲ့တွေ့ချက်ချင်းသတင်းစကားတွေကြုံမယ် ပျောက်နေတဲ့ပစ္စည်းပြန်တွေ့နိုင်မယ်။တန်ရာစီပွားတွေမှာတော့အရာရာကောင်းခြင်းကံတွေတွတ်တဲ့ခြင်းကံတွေရှိမယ်။ငွေချေးလုပ်ငန်းစီးပွားဘဝရည်ရွယ်ချက်အောင်မြင်ချက်မိကောင်းဆွေကောင်းထောက်ကူရခြင်းရေးပါသောဆုံးဖြတ်ချက်ချမှတ်ရခြင်းတွေချုပ်မယ်။ကံရာစီပွားတွေမှာရံများမယ်တိုက်ကံများမယ်စိတ်ပြပန်ဒုပြပန်ဖြစ်မယ်။မူလရည်မှန်းတာနဲ့တက်တွေ့ကာဟတနည်းကတွေနေငါဒီဝိသုရိကိုလိုက်နှောက်ရှက်နေတယ်။ဘုံထုနဲ့ဝိသုနဲ့တနည်းလာဝိသုနဲ့ပူပေါင်းပြီးခက်ခဲတွေဖြစ်ရှင်းလိုက်ပါလို့ အဆင်ပြေသွားမှာပါတွေ့ရသည်ပါးတွေအတွက်ကစိတ်ချမ်းသာတဲ့လူရပြည့်စုံမဲ့စူပေါင်းလုပ်ငန်းကျူးပေးမဲ့မိကောင်းဆွေကောင်းထောက်ကူရရစီပြီးတော့တိုးတက်တဲ့ကံဒီပေါ်လာမယ်အားလုံးနဲ့အဆင်ပြေတဲ့ကောင်းသောသတင်းစကားကြုံတွေ့ရမယ်မြေဆာရသည်ပါးတွေမှာရန်တိုက်ခံနေတဲ့ထိတ်တိုက်တွေ့မယ်အင်္ဂါနေ့ဗုဒ္ဓနေ့ဝိသုများနေ့ပတ်သက်ပြီးစေနောက်ဆက်တီတမျိုးပြီးတမျိုးကြုံနိုင်တယ်အတိုက်ခံနေကြုံပြီးတော့ပြေးပြောင်းအဆင်ပြေပြီးကံကောင်းခြင်းကိုတော့ရလာမှာပါ ဒနုယာဒီဘွားဒီမှာရရစီပြင်းမဲ့ဘဝရည်မှန်းချက်နဲ့လူလာချက်ပြည့်စုံမဲ့ကံကြမ္မာတိတခုကိုကူပြောင်းနေရာသိဝင်းကျင်တဲ့အတွက်စီစဉ်တဲ့ကိစ္စလေးတွေစီပြင်းမဲ့မကာရယာဒီဘွားဒီမှာငွေချေးကလုပ်ငန်းကဘဝကတွတ်တက်မဲ့နောက်ပေမဲ့အာဟုသဟဘာတဲ့သူတွေနဲ့ပူပါပြီးလှုပ်တဲ့တို့ကထိုးခြားတဲ့ကျိုးပေးမှုကိုရမယ်။ကွန်ယာဒီဘွားဒီမှာရံများမဲ့တိုက်ခတ်များမဲ့စီစဉ်တာနဲ့တဲ့တွေ့ကွာမဲ့ဒီနေ့ဒီရက်မှာဝယ်လိုက်တဲ့ပစ္စည်းတွေမှာအပြည့်စည်တွေပါလာတဲ့ဈေးကြီးမိတဲ့ မေယာဒီပါးရဲ့အတွက်ကတော့အရာရာစင်ပြေခြင်းကံကောင်းခြင်းလိုရာပြည့်စုံခြင်းခီးကိစ္စစင်ပြေခြင်းအရဝေးမှာကောင်းသောသတင်းစကားနဲ့တိုးတက်ခြင်းကြောင့်ရာတို့ကိုရရှိကြုံတွေ့ရမယ်ဆိုပြီးတော့သတ်မှတ်ချက်ချပါတယ်။တနေ့တာကာလအတော်တွေမှာအ내ရောင်ပြန်ရည်ရောင်လက်ပြောင်တွေကိုဝစ်စင်သုံးဆွဲပြီးလိုရာကိစ္စဆောင်ရွက်ပါအင်္ဂါအတွက်မွေးတိုင်းတတိုင်းဘုရားပူဇော်ပြီးမှထွက်ကတနေ့တာကိစ္စပြန်ဆောင်ရွက်ခြင်းဖြင့်ကောင်းသောကံကြမ္မာကိုရပါမယ်ယေရှုတည်ပါတယ် ကြည်ရှာပေးနေတဲ့ပြိသာတို့မင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ17ရက်နေ့တောက်ချန်နေ့ဖြစ်ပါတယ်တနေ့တာလက်နေရက6ရက်စတိရက်ရက6ရက်ရဘောရရက9ရက်ဖြစ်ပါတယ်ဘူလာဆန်းရှင်နေ့ကကပြုတ်ပါဖလောက်ဘူနေနေ့ကဖြစ်ပါတယ်တနေ့ရွေကြိုကံရည်မှတည်ရှိတယ်တနေ့လာကြိုး တင်ရဒီမှာတည်ရှိတယ်ဟင်္ဂါကျူတူရဒီမှာတည်တယ်ဗုဒ္ဓကျူတူရဒီမှာတည်ရှိပါတယ်ဇာသာပတိကျူမေတုံရဒီမှာတည်ရှိတယ်တောက်ကြကျူကံရဒီမှာတည်ရှိတယ်စနေကျူမေရဒီမှာနောက်ပြန်သွားပြီးတည်ရှိတယ်ရောဟုကျူကကုံရဒီမှာတည်တယ်ကိကျူကတင်ရဒီမှာတည်ရှိတယ်ကောင်းကင်ကျူနေတရား မေတ္တာရာဒီဘွားတွေမှာစိတ်နှောင့်ယှက်တွေများမယ်မှန်းလာတဲ့တဲ့တွေကွာမယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်မယ်အင်္ဂါနေ့ဗုဒ္ဓနေ့ဝိသုများကြောင့်စိတ်နှောင့်ယှက်ဖြစ်မယ်ပြိတ္တာရာဒီဘွားတွေမှာထူးထူးခြားခြားကံကောင်းမယ်စောင့်ဖွဲ့မယ်တွေရာပြည့်စုံမယ်ဘဝတိုးတက်မယ်စူပေါင်းလုံငန်းချိုးပြည့်မယ်တနည်းလာနေအင်္ဂါနေ့ဝိသုတွေနဲ့ပူးပေါင်းလုပ်တဲ့တို့ကထူးခြားစွာချိုးရှိနိုင်မယ်မေတ္တာရာဒီဘွားတွေမှာနာမည်နဲ့မှာအောက်စားစားညပါသူများနဲ့ပတ်သက်ပြီးပြဿနာတွေဖြေရှင်းရအခက်အခဲကြုံရင် ုထုနဲ့ဂျာသာဝတိနဲ့ဝိသုမြန်နဲ့နှိမ့်နိုင်ပြီးဆွေးနွေးလုပ်ကြတဲ့အခါအလုကိစ္စတွေမှာသတိရှိပါကရကယာတိဘာတွေမှာရပိုင်ခွင့်တွေပြန်ရမယ်ကြံ့ကြံ့နေတဲ့ကိစ္စတွေပြန်လည်ဆင်ပြေမယ်အယံဝိယကောင်းသောသတင်းစကားနဲ့တွချက်ချင်းသတင်းစကားတွေကြုံမယ်ပျောက်နေတဲ့ပစ္စည်းပြန်တွေ့နိုင်မယ်တန်ရာတိဘာတွေမှာတော့အရာရာကောင်းခြင်းကံနဲ့တွတ်တဲ့ခြင်းကံတွေရှိမယ်ငွေချေးလုပ်ငန်းစီးပွားဘဝရည်ရွယ်ချက်အောင်မြင်ချက်မိကောင်းဆွေကောင်းထောက်ကူရခြင်းရေးပါသောဆုံးဖြတ်ချက်ချမှတ်ရခြင်းတွေကြုံမယ် ကံရာသီဘွားတွေမှာရံများမယ်တိုက်ကံများမယ်စိတ်ပြပန်ပြပန်ဖြစ်မယ်မူလရေမန်းတာနဲ့တက်တွေ့ကာဟတနည်းကတွေနေငါဒီဝိသုတွေကိုလိုက်နှောက်ရှက်နေတယ်ဘုံထုနဲ့ဝိသုနဲ့တနည်းလာဝိသုတွေနဲ့ပူပေါင်းပြီးခက်ခဲတွေဖြစ်ရှင်းလိုက်ပါအလုံးအစီပြေသွားမှာပါတူရာသီဘွားတွေအတွက်ကစိတ်ချမ်းသာတဲ့လူရပြည့်စုံမဲ့စူပေါင်းလုပ်ငန်းကျူးပေးမယ်မိကောင်းစင်ကောင်းထောက်ကူရရစီပြီးတော့တိုးတက်တဲ့ကံတွေပေါ်လာမယ်အလုံးနဲ့အစီပြေတဲ့ကောင်းသောသတင်းစကားခြုံတွေ့ရမယ် ်မြေဆာရာသီဘွားတွေမှာရံတိုက်ခံနေတဲ့ထိတိုက်တွေ့မယ်။အင်္ဂါနေ့ဗုဒ္ဓနေ့ဝိသုများနေ့ပတ်သက်ပြီးစေနောက်ဆက်တီတမျိုးပြီးတမျိုးကြုံနိုင်တယ်။အတိုက်ခံနေကြုံပြီးတော့ပြည့်ပြောင်းဆင်ပြေပြီးကံကောင်းခြင်းကိုတော့ရလာမှာပါ။ဒနုရာတိဘွားတွေမှာရရဆင်ပြေမဲ့ဘဝရည်မှန်းချက်နဲ့လူလာချက်ပြည့်စုံမဲ့ကံကြမ္မာတိတခုကိုကူပြောင်းနေရာသိဝိကျင်စေအတွက်စီစဉ်တဲ့ကိစ္စလေးတွေဆင်ပြေမဲ့မကာရရာတိဘွားတွေမှာငွေချေးကလုပ်ငန်းကဘဝကံတွတ်တက်မဲ့ ။နာမည်ထဲမှာအာဟုသဟပါတဲ့သူတွေနဲ့ပူပါပြီးလှုပ်တဲ့တို့ကထိုးကြတဲ့ကျိုးပေးမှုကိုရမယ်။ကွန်ရာဒီဝါးတွေမှာရံများမယ်တိုက်ခတ်များမယ်စီစဉ်တာနဲ့တဲ့တွေ့ကြမယ်ဒီနေ့ဒီရက်မှာဝယ်လိုက်တဲ့ပစ္စည်းတွေမှာအပျက်စီးတွေပါလာတတ်တဲ့ဈေးကြီးမိတတ်တဲ့မေယာဒီဝါးတွေအတွက်ကတော့အရာရာစင်ပြေခြင်းကံကောင်းခြင်းလူရာပြည့်စုံခြင်းခီးကိစ္စစင်ပြေခြင်းအရာဝင်းမှာကောင်းသောသတင်းစကားနဲ့တိုးတက်ခြင်းအကြောင်းအရာတို့ကို ရရှိကြုံတွေ့ရမယ်ဆိုပြီးတော့သတ်မှတ်ချက်ချပါတယ် တနေ့တာကာလအတော်တွင်မှာအ내ရောင်ပြန်ရည်ရောင်လက်ပြောင်တွေကိုဝစ်စင်သုံးဆွဲပြီးလိုရာကိစ္စဆောင်ရွက်ပါအင်္ဂါအတွင်းမွေးတိုင်းတတိုင်းဘုရားပူဇော်ပြီးမှထွက်ကတနေ့တာကိစ္စပြန်ဆောင်ရွက်ခြင်းဖြင့်ကောင်းသောကံကြမ္မာကိုရပါမယ်ယေရှုတည်ပါ